ဖော်လံမျိုးတွေအားလုံးပဲငလင်ဘေးနဲ့မေဘီဒီဓမ္မအများဆုံးကြင်ွေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက်ရီပရိုဒက်ရှင် channel လေးရဲ့ပြန်လည်ကြိုဆိုင်ပါတယ်ဒီလိုလေး reaction မလို့သွားမိခင်မှာတော့ယနေ့ဧပြီလ22ရက်နေ့အင်္ဂါနေ့ရဲ့မန္တလေးတိုင်းနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲအုံတည်ကြည့်ပေးဖို့ဒီညနေ့မှာထပ်မံတောင်းဆိုလိုက်ပါတယ်နောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတော်ဝန်စစ်ကောင်စီကစစ်ကွေးတည်ဆုံမှုစီးရင်မှာတော့နေတိုင်းတိုင်းဒဝဲခိုင်မှာအကောင်တရာအခိုင်းတိုင်းကလေးမျိုးမှာအကောင်90ဂိုင်းတိုင်းစကိုင်းမျိုးမှာ6ကောင်အဝေးတိုင်းငဖဲမျိုးနဲ့မှာ82ကောင် ၁၈ဦးကတော့ရှင်မိခဲ့တာပါ။နေသာရီတိုင်းတဝယ်မြို့နယ်မှာ၁၀ကောင်၊နေပြည်တော်ဥတ္တရသီရီမြို့နယ်မှာ၃ကောင်၊ဘိုးတိုင်းညောင်လေးပင်မြို့နယ်မှာ၃ကောင်၊ပဲခူးတိုင်းအုတ်ပင်မြို့နယ်မှာ၁ကောင်တည်တည်ဆုံးကြောင်သိရှိရပါတယ်။နေပြည်တော်ဒီတက်ကြိတ်နေတဲ့နေသားတစ်ခုကိုလည်းတွေ့နေရကြတယ်။အားရစရာတော်လိုင်းကြီးကလာရဲ့နေသားတစ်ခုပါပဲ။ ောက်ထပ်သတင်းတော့မှာတော့နိုင်ငံတကာအကူအညီဘီလီယံနဲ့ချီပြီးရယူထားတဲ့စစ်ကောင်းဆောင်စစ်ခွေးမင်းအောင်လိုင်းကတော့ငလင်ဘေးဒီပြည်သူများကိုစောက်လို့ရေးပစ္စည်းတွေတတ်တင်ရောင်းချတော့မယ်လို့ကြေညာလိုက်ပါတယ်။အင်အားဖြင့်ငလင်ကြီးလုတ်ခတ်ပြီးနောက်အဆောက်အအုံနေများပြိုကျပစ္စည်းကပြည်သူများအိုးမိတ်မဲ့ဖြစ် ေတိုင်းစားတော့ရေခက်ခဲနေကြမှာစစ်ကောင်စီကအိမ်ဆောက်ပစ္စည်းများရောင်းချပေးသွားမယ်လို့ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။နိုင်ငံတကာမှငလင်ဘေးတဲ့ပြည်သူများအတွက်လူဒန်းတဲ့ငွေကြေးဒေါ်လာဘီလီယံနဲ့ချီနီရှိနေနိုင်ပြီးအဆိုပါငွေများကိုမိသည့်နေရာတွင်တုံးစင်ပြည်သူကိုသိရှိရခြင်းမရှိတော့လဲ။ငလင်ဘေးတဲ့သူများကိုအိမ်ဆောက်ပစ္စည်းများရောင်းချပေးသွားမယ်ဖြစ်ကြောင်းသခိုင်းနဲ့မန္တလေးရှိအိမ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့ဂျမန်နီအေဘလာ၁၉ရက်နေ့မှာတွေ့ဆုံခဲ့ဒီမှာစစ်ကောင်းဆောင်မင်းအောင်နိုင်ကနေပြီးပြောကြားခဲ့ဖြစ်ပါတယ်။အန္တလီမြို့နယ်စကိုင်းမြို့အတွင်းမှာရှိတဲ့ပျက်စီးသွားတဲ့အဆောက်အအုံများကိုရှင်းလင်းရေးနဲ့ပြန်လည်ကယ်ဆယ်လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပြီ နိုင်ငံတော်မှာလည်းကူညီဆောင်ရွက်သွားမည်ဖြစ်ကတောက်လို့ရေလုံငန်းများအတွက်လိုအပ်သည့်ဘီးလက်မြေတန်နဲ့သူများကိုလည်းနိုင်ငံတော်မှသင့်လျော်သောဈေးနှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်းစစ်ကောင်းဆောင်ကပြောထားပါဗါးငလင်မေးသိမ့်ပြီးသူများကိုပြန်လဲတူတော်ရေးလှုပ်ဆောင်ရတွင်ရခင်ကားတဲ့ပုံမူဆောင်ရွက်နိုင်မည်ဖြစ်သလိုမှတ်ကြတဲ့မျိုးတမျိုးဖြစ်တဲ့ Smart City ဖြစ်အောင်ကြိုးပမ်းဆောင်ရွက်သွားမည်လို့လည်းစစ်ကောင်းဆောင်ကထည့်သွင်းပြောကြားသွားပါတယ်မျိုးပြန်တဲ့တူတော်ရေးလှုပ်ဆောင်ရမှာမျိုးနေရာခြားထားမှုအောင်းပလန်များစတင်စနစ်တကျပြန်လဲရေးဆွဲပြီးဆောင်ရွက်သွားရန်တဲ့ Richard Scale ရှစ်အဆင့်ထိခိုင်နိုင်တဲ့အဆောက်အအုံလမ်း တရားမျှဖြစ်ရန်တိစောက်သွားကြရန်လိုအပ်သည်ကိုလည်း၎င်းကပြောသွားပါတယ်နောက်ထပ်သတင်းတွေမှာတော့ငလင်ပေးလက်လုတ် PDF တွေရဲ့သတင်းလဲနားဆွင့်အခုဆို PDF တွေကနေပြည်တော်တိချင်းချောက်လာတဲ့တစ်ဖက်မှာတိုင်းရင်းသားလက်နက်ကင်တွေကမြောက်ပစ်နေတော့အင်ဟာဒဇဆကြီးထွားလာတယ်ဒါကြောင့်တိုက်ပွဲတွေဖြစ်ရင်ရဲရဲတိုက်ရဲရဲချိန်မုံဖို့လို့တယ်ဖြစ်လာလို့ဖန်ခံရရင်ကိုဖြစ်ကိုခံဘူးမှမကဲဘူးဒူးချုပ်ကစတင်ပြီးတော့ပြောလိုက်ပြီးဖြစ်ပါတယ်ကဲပြောတာတော့ပြတ်သားတယ်မင်းတို့ကိုဖြစ်ကိုခံပဲနော် သူတို့ဖြစ်မခံဘူးတဲ့နောက်တသတင်းတို့မှာတော့ထိုင်းမြန်မာနယ်စပ်အနီးမှာဖြစ်တဲ့စစ်ကောင်စီရဲ့ GW ဟာကုန်းစခန်းကိုတိမ့်ပိုက်တဲ့ပွဲမှာတော့ဗုံပြင်းမျိုးနဲ့ပြည်သူရဲတပ်ဖွဲ့တွေကလည်းဥပပေါင်းပေါဝင်တက်ခတ်ခဲ့တယ်လို့ဧပြီလ22ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။တင်သားရတဲ့ဝက်ခိုင်းထိုင်းနယ်စပ်အနီးမှာရှိတဲ့ကျမ်းပတ်စစ်ကောင်စီရဲ့ GW ဟာစခန်းကုန်းတိမ့်တိုက်ပွဲမှာတော်လန်ကြီးဥပပေါင်းတက်တွေနဲ့အတူဗုံပြင်းမျိုးနဲ့ပြည်သူရဲတပ်ဖွဲ့များလည်းပေါဝင်လာပြီးဖြစ်ကြောင်းဖော်ပြထားဖြစ်ပါတယ်။ငွေသားညွေဆိုးရဤတဲ့ရင်းနဲ့လူဝင်မှုကြီးကြပ်ရေးဝင်ကြီးဌာနလက်အောက်က ဘုံပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှုဒူရဲမှုမော်ကုံဦးစီးတဲ့ဖွဲ့ဝင်တွေဟာအဓိကပါဝင်တက်ခတ်ခဲ့တယ်လို့ဥပြန်ချက်မှာဖော်ပြထားပါတယ်။အကြမ်းဖက်စစ်တပ်ကဗျူဝမှုပါဝင်စစ်သား100နီးပါးလောက်တည်ဆုံးခဲ့တဲ့စကန်းသိမ့်တိုက်ပွဲကို KNU တပ်မှလေးဦးစီးတဲ့တော်လိုင်းပူပေါင်းဖွဲ့တွေကအဓိကဦးဆောင်ပါဝင်တက်ခတ်ခဲ့တာဖြစ်ပါတယ်။လာရှိုးကိုပြန်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တမတော်တွေကသူတွေကစစ်တပ်ထောက်ခံသူတွေတဲ့မှာပါ။ရင်းနေတဲ့သူတွေရှိနေပါတယ်။မြေမြို့ဝေဖန်မှုတွေရှိနေပြီးတော့လာရှိုးကိုတရုတ်ကအုပ်ချုပ်သေးလို့ခံစားရတယ်။တခုခုဆိုတရုတ်ကိုအကြောင်းကြားယူမှလောက်ရတယ်။ ရုပ်ကပဲဝင်ရောက်ပြီးတော့စီမံခန့်ခွဲနေရဲဆိုပြီးတော့သူတို့ရဲ့တက်မတော်ထောက်ခံသူတွေကပဲပြန်ပြီးတော့ဝေဖန်နေကြတဲ့အပေါ်မှာတော့သူ့ကိုမဝေဖန်ဖို့နဲ့ကျေးဇူးရှင်ကိုမစော်ကားဖို့မှာတယ်ဆိုတာထက်ဒီပေးတာဆိုပြီးတော့ပြောသွားကြတော့တွေ့ရပါတယ်ဒီစားနဲ့ပတ်သက်ပြီးတော့လဲဘောမပေါင်းကတော့သူတို့တက်ချက်ကိုပေါက်ကွဲနေတော့တွေ့ရပါတယ်တွန့်လာတယ်လာပြီးတဲ့နောက်ဒါအောင်ကြီးချင်းအပြင်တရုတ်ကပေါင်းပတ်သက်မှုရှိလားမရှိလားလို့မင်းတရုတ်ကိုအရန်ကိုဝါဖြစ်နေတယ်အထင်ကြီးနေကြတဲ့သူများနော်တရုတ်ပေးတာကန်းတာနဲ့မကင်းနိုင်ကြတဲ့သူများနော်တရုတ်ကိုမျှော ကဲမင်းကအပေါ့ကိုတဲ့ကိုပြောနေတာပဲပြောရတဲ့သူများနော်တရုတ်မရှိရနေဘာခွင့်ရမရမလဲဆိုပြီးတော့ဟိုဟိုခရော့ပါရခရော့ပါရစီလီခွင့်ရလို့ပြောရတဲ့သူများအဲ့လူတွေကျွန်တော်တခါတည်းရှင်းရှင်းလေးပဲပြောလိုက်မယ်တရုတ်ပါဝင်ပတ်သက်လံပတ်သက်လာသိချင်းတရုတ်ကိုယ်တိုင်ကတရုတ်တိရှိမကိုယ်တိုင်လာရှိုးထိလာပြီးတော့ထိုင်ပြီးတော့အခုဘာခေါ်လဲအဖွဲတရုတ်ကအပြစ်ခတ်ရစဲအပြစ်ခတ်ပြစ်ခတ်ရစဲစောင့်ကြည့်မှုအဖွဲဆိုတာပါလားအဲ့အဖွဲကိုဖွဲတယ်နော်ကျွန်တော်ကျွန်တော်ကစကလုံးမမှာဆိုလို့သူတို့ကားရောကားတွေမှာကိုရေးထားတာခင်ဗျားကလည်းကားမှာကိုရေးထားပြီးတော့အဲပြစ်ခတ်မှု ပြစ်ခတ်ရစဲမှုစောင့်ကြည့်အဖွဲ့အမဲတော့ကားရဲ့စာတန်းမှာအဲ့လိုအဖွဲ့ထားပြီးတော့သူကတေးဥကလာထိုင်မှာထိုင်ပြီးတော့သူကရှင်းရှင်းလေးပဲမင်းတို့စစ်တပ်ကဒီမာနီဘယ်လိုလုပ်ဘယ်လိုလုပ်မင်းတို့ကိုကန့်ဘယ်လိုဘယ်လိုလုပ်ဝါမင်းတို့ဘယ်နာဘယ်လိုနေအမဲသူကစီမံကမသိရင်ကျွန်တော်တို့ကျွန်တော်စစ်ပွဲတွေဇာကားကြီးကြီးမယ်ဘယင်ဘယင်ခက်ကစစ်ပွဲတွေဇာကားကြီးကြီးမယ်တချို့နေရာတွေမှာထောင်ထားချားနာတဲ့အတွက်ကြားဘူးလို့မယ်စကလုံးမြမတမိုင်းစကလုံးထောင်ထားချားနာတဲ့အတွက်တခါတည်းသူတက်တက်မလို့ယူဘယင်ကတက်တော်ယူလွှတ်လိုက်ပြီးတော့အဲ့ဒီအောင်ချင်းမုန်းခိုင်းပြီးတော့ တို့လိုချင်တဲ့လူကိုနန်းတင်ပေးခဲ့တယ်တို့ရဲ့ဘယင်ကံငယ်မြို့ကရွာသားငယ်ကိုတင်ပေးခဲ့ပြီးတော့မင်းကရွာသားလို့မင်းကမျိုးသားလို့မင်းကနယ်သားလို့ဆိုပြီးတော့ပေးခဲ့တယ်လို့မျိုးပဲတယောက်ကအဲ့ထက်ရောက်နေဆိုကြတဲ့ခမည်းဆန်းသားကြီးတယောက်ပတ်တယ်လားမပတ်တယ်လားထမင်းစားကြီးရင်သိတာပေါ့ဗျာကဲပြောရအောင်ကဲပြောရအောင်ဆန်းသားကြီးတယောက်ကသူရကိုယ်တိုင်လာပြီးထိုင်ချပြီးတော့ကိုမင်းကဘာလို့မင်းကဘာလို့မင်းကဘာလို့ဆန်းသားခေါင်းဝဲတာမသိရင်ဗျာဘာအထိပ်ပဲကြီးလေအဲ့ဒါကြီးတယောက်ကဘယ်လောက်ထိပြောဖြစ်လဲလို့မင်းကျွန်တော်ပုံမှန်လည်းတဲ့ပြောမှထပ်ပြီးတော့ကျွန်တော်မပြောဘဲလမ်းနေချင်းစောင့်နေတာဟွန်းကျွန်တော်တို့ပုဂ္ဂလိကမီဒီယာတွေကျွန်တော်ပုဂ္ဂလိကမီဒီယာတွေကို လှမ်းပြီးတော့ကျွန်တော်တို့ပြောတာလည်းဖွယ်စည်းရတယ်အစင်ပြောတယ်ဘယ်လိုပြောလဲဆိုတော့ထိုင်ဝမ်ကိုထိုင်ဝမ်လို့မရေးစီချင်မရေးပါနဲ့တရုတ်တိုင်ပေးလို့ရေးပါတယ်မသိကျွန်တော်တို့ကတရုတ်ကအုပ်ချုပ်ထားတယ်တရုတ်အုပ်ချုပ်ခံမီဒီယာကြားတာကျွန်တော်ကမင်းကတရုတ်အုပ်ချုပ်ခံမီဒီယာမဟုတ်ဘူးမင်းဘာကတရုတ်ကိုအုပ်ချုပ်ခွင့်ပေးထားတာမင်းတို့တွေမင်းတို့အဘကိုထောက်ခံနေသူတွေကတော့တရုတ်ရဲ့အောက်မှာပဲနေရမှာပဲစဉ်းစားကြည့်လားခင်ဗျားတို့မြန်မာတွေနဲ့စဉ်းစားကြည့်လားဘယ်လောက်ဘယ်လောက်ကျွန်တော်တို့စော်ကားသေးဆိုတာကျွန်တော် ပုဂ္ဂလမီဒီယာကိုစော်ကားတာဘယ်လောက်စော်ကားလဲမင်း ထိုင်ဝမ်ကိုထိုင်ဝမ်လို့မရေးပါနဲ့တဲ့တရုတ်တိုင်ပေးလို့ရေးပါတဲ့သူကကျွန်တော်တို့အဲ့လိုလာပြောပြောပိုင်ခွင့်ရှိလားပွင့်လည်းပြောအဲ့လာလာပြောရင်ကျွန်တော်သာအဲ့တရုတ်အစိုးရတာဝန်ရှိသူကကျွန်တော်သာပါရည်ပြရင်မှာပွင့်လည်းပြောအဲ့လာလာပြောရင်ကျွန်တော်သာအဲ့တရုတ်အစိုးရတာဝန်ရှိသူကကျွန်တော်သာပါရည်ပြရင်မှာငါပုတ်ကလေးကမင်းနဲ့မင်းဆောက်ဆံတပြားပေးချင်လို့ပြောပါရည်မှာဘာကြောင့်ဆိုတော့အဲ့လိုလုပ်တာကျွန်တော်တို့အဲ့လိုလုပ်တာကျွန်တော်ကဘီယူဆိုင်ကိုဆက်ရေးတဲ့ထိုင်ဝမ်ပဲလာမပြောထိုင်ဝမ်ပဲမင်းငါမင်းတို့မီဒီယာမဟုတ်ဘူးမင်းတို့မီဒီယာမဟုတ်ဘူးငါတို့ကအဲ့လိုလုပ်တာ တော့ထားကြရင်ခင်ဗျအဲ့တလောက်ထိဆွတ်ဖက်တာကျွန်တော်ဘုတ်ခဲ့ပြီလားဆွတ်ဖက်တယ်အဲ့တလောက်ထိတရုတ်ကဘယ်လောက်ဆွတ်ဖက်လဲမင်းတရုတ်နိုင်ငံကိုစန့်ကျင်ပြီးစန့်ကျင်တဲ့သူတွေပေါ့လို့မြန်မာနိုင်ငံထဲမှာအခြေမပြုတ်နိုင်အောင်ကျွန်တော်တို့ထပ်မံပြီးတော့ကြာကျွန်တော်ထပ်လောင်းအတီးပြုတ်ခဲ့ပါတယ်ဟုတ်ပြီကြိုက်တဲ့ချိန်လားမင်းကျွန်တော်တရေလို့မေးလဲကျွန်တော်ပြင်မှာရှင်းရှင်းလေးတခေါင်းနဲ့ပြင်မယ်မင်းစစ်တပ်ကိုအုပ်ချုပ်တော့ကြိုက်လား no ကြိုက်တဲ့ချိန်လားမင်းအေးဗိုလ်ချုပ်ကြီးဗိုလ်ချုပ်ကြီးရှင်းမှာကျွန်တော်ပြောရတယ်နော်ဗိုလ်ချုပ်ကြီးစစ်တပ်အုပ်ချုပ်တာဗိုလ်ချုပ်ကြီးအုပ်ချုပ်တာမင်းကြိုက်လားမင်းကျွန်တော်ပဲကြိုက်မယ်မကြိုက်ဘူး အိမ်ပြန်ချင်းနီးလာပြီဆိုတဲ့အတိုင်းပဲကျွန်တော်ဒီအပိုင်းမှာဖြစ်သွားတဲ့အောင်ပွဲသတင်းတွေကိုရင်းချုပ်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်အားလုံးပဲနားဆင်ပေးကြအောင်ဗျာဒီမှာအနေနဲ့ကတော့ကလေးမျိုးတောင်းမှန်ရှိတဲ့စစ်တပ်နဲ့သူစော်ဒီစကန်ငါးကိုတိုက်ခိုက်သိမ်းပိုက်မှုမှာတသားလုံး50ကျော်နဲ့လက်နက်ခဲယံအများပြားသိမ်းပိုက်ရောက်ရှိခဲ့ကြောင်းကလေးမျိုးတော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်ဗီဒီယိုတစ်ခုမှာတော့နေပြည်တော်မှာကပ္ပစစစ်တုံးမှဘုံမှုဖြိုးမင်းကျော်တက်ကြအောင်စော်နိုင်ဖြိုးနဲ့ရတဲ့ဒူးတက်ကြ ဝန်ပြေဆုံးတို့ကိုငွေကြေးသိန်းထောင်နဲ့တူအန်စီမီတော်လဲစစ်တရတက်ခတ်မှုကြောင့်ဒါဆုံးသွားကြောင်းလဲနေပြီးတော့ဒေါ်လာရင်းတစ်ဖွဲတွေကပြန်ထားပါလေ။နောက်တစ်ခါမှာတော့ဒီထပ် view ဟာဒီထပ် view ဟာစကန်သိန်းကြောင်းမှာစစ်ကောင်စီဘက်မှ view မှုပေါဝင်တပ်သားတရားခံတွေဆုံးပြီးလက်နက်ခဲယံများလဲသိမ်းပိုက်ရရှိထားကြောင်းနေသားတိုင်းတဝဲခရိုင်ဒေါ်လာရင်းတစ်ဖွဲတွေကလည်းပြန်ပြန်ထားပါလေ။နောက်တစ်တင်းမှာတော့ဂိုင်းမြို့နယ်မှာစစ်ရင်တန်းကိုလုံခြုံရေးယူပေးနေတဲ့စစ်တပ်ကို ဓာပြတ်တက်ခတ်မှုစစ်သား9ဦးတိဆုံးခဲ့ကြောင်းကိုလည်းဂိုင်းတော်လိုင်းတက်ဒီကနေပြီးတော့ထုတ်ပြန်ထားပါတယ်။ဟောတဲ့အခုမှာတော့အဖဲမျိုးနယ်မှာလဲဇန်နဝါရီလမှာအေပလာတွင်းတိုက်ပွဲ23ရက်ဖြစ်ပွားပြီးဗိုလ်မှူးတရအောင်ပေါင်းဝင်စစ်သား63ဦးတိဆုံးကဗိုလ်ကြီးအောင်ညင်းချမ်းနဲ့ဗိုလ်ကြီးတင်ကိုထက်ပေါင်းဝင်စစ်တုံးမှန်18ဦးကိုပြင်ပထားကြောင်းမကွေးတော်လိုင်းတက်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ နောက်တဲ့သတင်းတွေမှာတော့လာရှုမျိုးတဲ့စစ်ကောင်စီပြန်ရောက်ဝင်ရောက်လာခြင်းနဲ့ပတ်သက်ပြီးတော့တရုတ်ကဖိအားပေးခဲ့ပေမဲ့ချားတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုချားဝင်မဆွတ်ဖတ်တဲ့မူကိုလိုက်နာကြောင်းတရုတ်နိုင်ငံသားရဲ့ဝင်ကြီးဌာနကစော်မဲလုံးလိုပဲတောင်းလိန်ပြောင်းစားလုပ်နေပါဗါးအာဟာတရုတ်နိုင်ငံသားရဲ့ဝင်ကြီးဌာနရဲ့သတင်းသားရှင်းလင်းပွဲမှာ AFP သတင်းဌာနကမေးမြန်းမှုကိုတရုတ်ကချားတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုချားဝင်မဆွတ်ဖတ်ဘူးလို့ထပ်မံပြောကြားခဲ့တာဖြစ်ပါတယ်အမန်ဒီရင်နဲ့မဟာမိတ်တွေဟာ2024ခုနှစ်ဩဂုတ်လဆက်မှာရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမျိုးကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး6လနီးပါးကြာ တင်းချုံနိုင်ခဲ့ပေမဲ့ရုပ်နိုင်ငံရဲ့ဒရက်ဆက်ပြင်းထန်တဲ့တရားပေးမှုတွေကြောင့်ဧပြီလထဲမှာဆုတ်ခွာပေးလိုက်ပါပြီ။ဧပြီ16ရက်မှာတော့စစ်ကောင်စီတပ်တွေဝန်ထမ်းတွေလာရှုမြို့တဲစတင်ဝင်ရောက်လာပြီးလက်ရှိမှာတရုတ်ထူးကိုယ်စားလှယ်တင်ရှီကျန်းကိုတိုင်လာရှုမြို့မှာရှိနေပြီးစစ်ကောင်စီ MND နဲ့သုံးပွင့်ဆိုင်ဆွေးနွေးမှုတွေပြုလုပ်နေပြီးတို့မြို့ကန်တရင်းမြေတွေကလည်းသိရှိထားရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းသူတို့တမတော်တွေကစခွေးဘောမာတဲ့တောက်တိုင်တွေကအချင်းချင်းတရုတ်ကြိုက်တဲ့လူနဲ့တရုတ်မကြိုက်တဲ့သူဆိုပြီးတော့ကွဲပြားနေတာကိုလည်းတွေ့ရပါတယ်။ဒီဟိုဘက် ပြောရအောင်လောင်လိုက်ကြတာပေါ့ဗျာ PDF ဒီ IG တွေအဖွဲတွေပူဆွေးဝမ်းနေကြတာပေါ့ဗျာလာရှုပေါ့ဒါလာရှုယူတော့တနက်တချံဖောက်ခွဲနေတဲ့တော့လည်းဟာတရုတ်ကဘာပေးရတယ်ညာပေးရတယ်ဘာညာဥပပြောကြတော့ပေါ့ဗျာနော်အာအမတရုတ်ကိုပြောလေဟိုဘက်ကနေကိုကနေဟိုဝါရီကနေထွက်မပြောဘူးမျိုးဆွေဘက်ကဝိုင်းထားတယ်ပေါ့ဝိုင်းထားတာမဟုတ်ဘူး PDF တွေ DNA တွေ GI ကဲတရုတ်ကိုဘာမှမပေးရဘဲနဲ့လာရှုကိုပြန်ရအောင်ပေါကတော့တရုတ်ကမင်းပြေးမဟုတ်ဘူးဒီတနက်ဖောင်းမှဆိုလို့ဟိုကဟွန်းအနယ်ကေဘေးရှင်းစွာဖြင့်ကာယံပေးထားလားကာယံပေးထားနော်ဒါလည်းဟိုကသဘောပေါက်ဖို့လိုတယ်သဘောပေါက်ဖို့လိုကြလားကာယံပေးထားတာမဟုတ်ဘူးမင်းတို့ကောင်တွေက PDF တွေကိုကြောက်လို့ MNDO နဲ့ဝါးကိုရှစ်ခိုးပြီးတော့ကာဝယ်ခိုင်းနေတာဟိုကလည်းမင်းတို့ကာကွယ်ခြင်းလို့မဟုတ်ဘူးတရုတ်ရောက်နေလို့နော်တရုတ်ရောက်နေလို့မင်းတို့ကိုကာကွယ်ပေးနေတာ ရုပ်တာပြန်သွားကြည့်မင်းတို့ကောင်တွေဘာဖြစ်မလဲဆိုတော့စက်တာစောင့်ကြည့်လိုက်တော့ပြောပေါ့ကတော့ကြီးလူတို့စစ်ဆိုတာပြုတ်ပြောမယ်ဟွန်းဒါတော့စစ်တိုက်လို့နိုင်မနိုင်နဲ့မဟုတ်ဘူးစစ်တိုက်လို့ဘယ်နှမျိုးဘယ်ဟာဘယ်နေရာဘလောက်ပဲတိန်တယ်ဘလို့ပဲဖြစ်ဖြစ်ကျွတ်တော့ငင်းချမ်းအေးချမ်းမှုပဲရေးကြည့်တာတနက်တစ်ချက်မဖောက်ဖဲနဲ့ပဲရရဘလို့ပဲရရအဲအားလုံးတွေ့တဲ့အတိုင်းပါပဲ ကျင်းကြရည်ရွယ်စကားတွေဘယ်လောက်ပြောလဲဆိုရင်အခုတော့စိတ်တိုက်တာမဟုတ်တော့ပြန်ဘူး။ဘာလို့သူနိုင်မှမနိုင်တာ။ဒီတော့ကတော့ပေါင်ပေါင်900ရာဒီပေါင်ထောင်ဒီသွားကျဲပါလို့ပြောလိုက်။တပ်မတော်ကနေပြီးတော့စစ်တပ်တွေကိုအမြန်လှုပ်ပါလို့ပြောလိုက်နဲ့အခုလဲကြလက်ကြတော့စစ်တိုက်စရာမလိုတော့ဘဲနဲ့ရတယ်ဆိုပြီးတော့ပြောနေတော့တွေ့ရပါတယ်။သိကြပါတယ်မြန်မာနိုင်ငံမှာဒီသူဆိုတာပြန်တက်တဲ့ခါကျရင်ရုပ်နဲ့ရှင်းရမယ့်ကိစ္စတွေလည်းများမနေပါဘူး။မင်းအောင်တဲ့ယောက်ပါးတွေပြေးနေလဲဆိုတာကတော့အဲ့ဒီချိန်ရမှာပဲသိရမနေထားတခုပါပဲ။ သိမ့်ခံထားတဲ့မျိုးတွေရပလက်နဲ့ပဲရရရကောင်တော့ရရဟိုရည်ကြီးတာပဲရိုက်မှာပြည်သူလူထုတွေအေးအေးချမ်းချမ်းသွားသွားလောက်လောက်ရှာရှာလှုပ်လှုပ်ရရင်ကျွတ်တို့ကျင်နိုင်ပြီဒါပဲလုံရင်ဒါပဲအဲ့တော့ဝမ်းနေတာတွေပူဆွေးတာတွေလုံမနေနဲ့ဟုတ်လားပူဆွေးတော့ကရင်လောင်မြိုက်မနေကြနဲ့လို့ဟိုဘက်ကဟာတွေပြည်ပြည်တွေရောဗာတွေရောပြောချင်တာကိုယ့်ကိုအဖမ်းမခံအောင်လားရင်နေကြလို့လည်းပြောချင်တယ်နော်မင်းသူများကိုဖမ်းမခံအောင်ရှော့ပြောမနေမင်းကိုယ်တိုင်အရှင်းမခံအောင်ရင်နေနောက်တစ်ချက်ကဥသိန်းတို့ဒီမှာခုတွေ့ရတယ်ဗျာနော် အခုဖြစ်နေတယ်တဲ့တမတော်အောင်ပေါ့ဗျာဒီပေါင်900နဲ့ကျဲပါတယ်ဗောနောပေါင်900နဲ့ကျဲသွားတဲ့တပိတ်ချင်းကိုတဲ့ຫນွေဘိုးဝင်ကလည်းမကူဘူးတဲ့ခိုင်နေဝင်လည်းမကူဘူးတဲ့ဖြူထွေးလည်းမကူဘူးရေခဲเจ้าနဲ့လည်းမကူဘူးကိုမင်းရင်ထွေးလည်းမကူဘူးတဲ့နော်တော့ပြန်ရင်လဲတဲ့အတန်းရှာရကြမယ်တဲ့အတန်းရှာတယ်ဗောဖြူမယ်တဲ့မျက်လုံးမကန်းစေနဲ့နားမကန်းစေနဲ့တဲ့ဩအကျမ်းဖက်တီးခိုးအောင်တဲ့နေရာအကျမ်းဖက်တီးရှိတဲ့နေရာ အကျန်းဖက်တွေပြည်သူတွေတဲ့ဆက်ကြီးကောက်ပြည်သူတွေပိုင်နေရရွှေရင်းနေဝါတွေလှုပ်ရှားနေတဲ့နေရာကိုပေါင်900နဲ့ကျဲတာကိုဒီပရဟိတလုံနေတဲ့သူတွေကငလင်တိုင်းပြည်သူတန်းညီရလားဟမ်အဲ့မှာပြည်သူတွေစီကတအားကောက်ထားတယ်ဟုတ်လားတပိတ်ချင်းဘက်ကရွှေရင်းနေငွေရင်းနေအဲ့မှာအများကြီးရထားတာဗျာပိတ်တယ်ကျောင်းလားအများကြီးရထားတယ်ဟာကြီးဗျာကြီးပဲဘောကတော့သူများကမလုံနေပြောနေပြီးသူကရင်လောင်းနေတာပါသူတို့မိုးကုတ်တွေပါသွားတယ်တပိတ်ချင်းတို့ပါသွားပြီးတော့နောက်ပိုင်းမှာတော့သူတို့ တက်ပြီးတော့ရရှိနေတဲ့အခွန်ငွေတွေကိုသူတို့အဖမင်းအောင်လည်းမရတော့တဲ့အတွက်သူတို့ကိုလည်းထောက်ပံ့မှုတွေရထားတာဖြစ်တဲ့ပေါ်ကတော့တော့ပြန်လောင်ကျွမ်းနေရောတွေ့ရပါတယ်တပည့်ချင်းမှရွှေကုမ္ပဏီတွေကရရတဲ့ရွှေတွေနဲ့ဟုတ်လားအဲ့ဒီလူတွေတွေစီကခင်ဗျားတို့လှုပ်လေအဲ့ဒါတွေနဲ့ခင်ဗျားတို့တပည့်ချင်းမှဘုံကျဲခံရတဲ့ဟာတွေဟိုရိတ်ခါတောင်းမှလားဘာလို့မတောင်းတာလဲဟမ်အဲ့ဒီစီရနေရအောင်တောင်းကြလေဗျာဖတ်ပြမယ်နော်ဖတ်ပြမယ်ခင်ဗျားတို့ တပိတ်ကျင်းမှာပေါင်ဟန်းအားနဲ့ချဲခန့်ရတယ်ခင်ဗျားတို့တောင်းမဲ့လူတွေစီကိုပေါက်ကိုတော့ပြောပြမယ်ကြားလားထောက်ဖို့ကြီးစားရည်လေဗျာနော်ထောက်ဖို့ကြီးစားရည်ဟိုလမ်းမျိုးတွေအားလုံးပဲဒီဗီဒီယိုမှာတွေ့ရမယ်အကြောင်းအရာလေးကတော့ဘိုးကြီးညီမျိုးစင်ရဲ့ကြော်လိုင်းင်းနဲ့ပတ်သက်ပြီးအပိစကားပြောနေရလို့ပြန်နေမှောက်ကိုကြည့်ပါတယ်မျိုးတွေအားလုံးကြက်တဲ့မျိုးတွေကျွန်တော်တို့အားပေးတော်ရပါတယ်အစီအခံတင်ပြစရာရှိပါတယ်ဒါလည်းရှိဖြစ်နေတဲ့မေအွန်လိုင်းဥဆောင်နဲ့ချမ်းဖက်စစ်ကောင်စီဖက်စစ်အုပ်စုရဲ့အထမအနာသိပြီးနိုင်ငံကိုဖျက်ဆီးနေတဲ့ဖြစ်စဉ်ဟာ ျွန်တော်တို့နိုင်ငံကဆရာနာရှင်စနစ်တခုအသက်သွင်းမှုကြိုးပမ်းလိုတဲ့လူအတ္တလောဘသမားတွေရဲ့ဆောင်ရွက်ချက်တခုတည်းကြောက်လည်းမဟုတ်ပါဘူးပြီးတော့စစ်တပ်ကိုဒီဖက်ဆစ်စနစ်တွသွင်းပြီးတော့ဒရောတော်ပါအာနာယုဒမှုနဲ့ကိုကျိုးစည်းပွားရှာဆားရန်စစ်ဘုဂျိုတစုဥဆောင်ပြီးပြည်သူနဲ့တိုင်းသားတရားလုံးကိုဖိနှိပ်နိုင်ကျင့်မယ်ဆိုတဲ့စနစ်တခုတည်းကြောက်လည်းမဟုတ်ပါဘူးပထဝီနိုင်ငံရေးအရကျွန်တော်နိုင်ငံရဲ့တရှိနေတဲ့အဲကဘာအင်အားကြီးနိုင်ငံတစ်ခုကြားတဲ့ကပြည်သူ့မုတ်တရားထပ်ပေါက်နဲ့တရားစတာဘောကျွေးဝမှုပေါ်အခြေတည်ပြီး ဘာအင်အားကြီးနိုင်ငံတွေကြားတဲ့ကတရားစတာဝေစုလူလာရဲ့စူပါပါဝါရရှိဖို့ပြင်ဆင်လာတဲ့ဒီ CES alone အပွဲတွေကြောင့်ကျွန်တော်တို့နိုင်ငံဟာအတုံးချခံဖြစ်အင်အားကြီးနိုင်ငံတွေရဲ့စီးရင်နိုင်ငံရေးကစားမှုခြေရှုပ်မှုအောက်မှာပြည်သူတရားလုံးခါးစီပြီးခံရတာလည်းဖြစ်ပါတယ်ဆိုတော့အခုဖြစ်ပေါ်နေတဲ့စီးရင်ရှင်ပြန်တက်ခတ်မှုမှာ အကြမ်းဖက်ဖက်စစ်စစ်ကောင်စီလို့ခေါ်တဲ့မြန်မာတပ်မတော်ကိုအတင်းတမတတန်းတူး တတကြောအရွယ်လွန်စစ်ဘုတ်ချုပ်မြောင်းလိုင်းဥဆောင်တဲ့စစ်တပ်ဟာကမ္ဘာအဆင့်30ကျော်အဆင့်ဖြစ်သတ်မှတ်ထားကြရပြီးကြီးရီလီခင်မီစစ်ရန်တွေရတက်ဆင်ထားတဲ့စစ်တပ်ဖြစ်ပါတယ်။သူနောက်ကနေပြီးတော့အခုချိန်မှာယူကရိန်းကိုကျူးကျော်သိမ်းပိုက်ဖို့ကြိုးစားနေတဲ့ရုရှားနဲ့ကမ္ဘာမိတ်ဆွေနိုင်ငံတွေဖြစ်ယူဆထားတဲ့မြောက်ကိုရီးယားဘယ်လာရုစ်စတဲ့နိုင်ငံတွေအပြင်ကျွန်တော်တို့ရဲ့အင်ဂျင်အင်အာဂျီတရုတ်ကွန်မြူနတီအစိုးရကဖက်စစ်မြောင်းလိုင်းနောက်ကနေပြီးတော့ ြက်ပြက်သားသားတပုံမတိမတာတပုံဝန်ထောက်ပတ်ရည်တည်နေတဲ့ဤပညာထောက်ကူမှုတွေကိုရရှိထားတဲ့ခင်မီစစ်တပ်ကြီးလည်းဖြစ်ပါတယ်ဒီကြီးရည်လေးစုဖွဲ့ထားပြီး290ကြော်ကြာစနစ်တကျတင်ကြားလေးကျင့်စုဖွဲ့လာခဲ့တဲ့စစ်တပ်ကြီးကိုအခု2021အလောဘယ်ဦးတော်လိုင်းရေးကာလရောက်မှတော်လိုင်းတပ်ဖွဲ့တွေကပေါင်းစုအင်အားနဲ့ရတဲ့သမျှစုဖွဲ့လေ့ကျင့်ပြီးခုခံတွန်းလှန်စစ်တိုက်ခိုက်လာကြတာအခုဆိုရင်မြန်မာတနေငံလုံးရဲ့ဧရိယာ60 80ရာခိုင်နှုန်းခန့်ကို လိုင်းတက်ခွဲတွေကတင်းပိုက်ခင်းချုပ်ထားနိုင်ခဲ့ပြီးတော့ဖက်စစ်ကောင်စီအနေနဲ့အေဒီယာ30 40ဝင်းချင်လောက်ပဲထိန်းချုပ်နိုင်တယ်လို့ယူဆရနိုင်ပွဲရှိအောင်တောင်လိုင်းရေးဘက်ကစီရေးရအေးတာလာတဲ့အနေအထားဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုချိန်မှာကျွန်တော်တို့ဘက်ကပြည်သူတရားလုံးရဲ့ထောက်ခံမှုအားနဲ့ပြည်သူတွေရဲ့သားရင်းနှီးတဲချာတွေနဲ့ဖွဲ့စည်းထားတဲ့တောင်လိုင်းရေးသူရဲကောင်းတွေ PDF အပါဝင် ERO တက်ဆိုင်ရာဒေသကတောင်လိုင်းတက်ခွဲသူရဲကောင်းတွေဟာအသက်ဘဝခန္ဓာအားလုံးကိုရင်းပြီးတော့ ရရရရခုခံတိုက်ခိုက်နိုင်စွမ်းရှိကြတော့လည်းပဲနီးပညာနဲ့ရှင်လာခဲ့ရင်တော့ကျွန်တော်တို့မှာအများကြီးကြိုးစားဖို့လိုပါသေးတယ်။ဒုတိယတော့လေးချောင်းစုမှုမှုနဲ့လေးချောင်းခုခံကာကွယ်ရေး air defense system တွေကျွန်တော်တို့တော်လိုင်းဘက်ကအများကြီးမြင့်တင်ဖို့လိုပါသေးတယ်။ကျွန်တော်တို့မှာလေရင်ပြည့်လက်နဲ့လုံးလောက်မရှိသေးဘူး။ဒါကြောင့်လည်းပဲနေ့စဉ်ဒီပါအခုငလင်လှုပ်ပြီးတဲ့နောက်ဘလောက်ပဲအပြစ်ခက်ရက်ဆဲတယ်ကြီးညာထားတယ်စူစီကမူအာဆီယံကိုနလက်ပလက်လှုပ်ပြီးတော့အပြစ်ခက်ရက်ဆဲတယ်ဆိုလိန်လေလှည့်ဖြားစီကမူဒီပြင်နေရာအနှံ့မှာ ျွန်တော်တို့ online ဒေတာ area တွေနှံ့မှာဖျားပြင်းတဲ့ဘုံတွေနဲ့ဖက်စစ်ကောင်စီဟာတော့ဆောက်စုဘလို့ကျဲချတိုက်ခတ်နေစေဖြစ်ပါတယ်။ထပ်မံပြီးတော့ drone ပါဝင်ဒီဘုံတွေနဲ့ကျဲချမှုကိုလည်းပုံမှန်စူးစမ်းဆောင်ရွက်လာပါတယ်။အဲ့တော့ကျွန်တော်တို့ online ဘက်ကလည်းပဲ drone ပညာကိုအသုံးပြုတယ်ဆိုပေမဲ့လက်ရှိစစ်ကောင်စီဘက်ကိုပံ့ပိုးရောက်ရှိလာတဲ့တရုတ်ဒီရုရှားဒီပညာမြင့်တဲ့ဘက်ကပံ့ပိုးလာတဲ့ jumper system တွေနဲ့ပုံမှန်တိုးမြင့်လာတဲ့သူတို့ရဲ့စွမ်းရည်တွေကြောင့် ဒေါ်လိုင်းတက်ခွဲက drone တွေတိကျညံ့နေတဲ့ဆွဲကြောင်းအခုရက်ပိုင်းမှာခက်စစ်တိကြားရပါလိမ့်မယ်။အဲ့ဒီမှာသူတို့ရဲ့အသုံးပြုတဲ့ဤပညာကြောင့်ဒီ GPS signal ကို spoof လုပ်တဲ့လှည့်စားတဲ့သူတို့ရဲ့အချက်ပြထုတ်လွှင့်မှားယွင်းတဲ့အချက်ပြတွေထုတ်လွှင့်ပြီးတော့ဒီ drone တွေကိုလှည့်စားတဲ့ဤပညာကြောင့်အခုငလင်ကယ်ဆယ်ရေးရောက်ရှိလာတဲ့အိန္ဒိယလေတပ်ကကယ်ဆယ်ကူညီတမားတွေထုတ်ပြန်တာဖတ်ဖတ်မိရပါလိမ့်မယ်။သူက GPS signal တွေကိုမှားယွင်းပြီးထုတ်လွှင့်စေတာဖြစ်တယ်။ ဲ့တော့လေရင်ဆင်းသက်လာမဲ့လေရင်ဒီရရှိတဲ့ GPS signal မှိုင်းနေတဲ့ကြောင့်ကွင်းစင်မှောင်းလေကြောင်းအရာအခက်အခဲဖြစ်အောင်စစ်ကောင်စီဟာလေရင်ကွင်းတွေအရေးကြီးတဲ့လေရင်ကွင်းတွေမှာဒီစနစ်တွေကိုတပ်ဆင်ထားတာတွေ့ရပါလိမ့်မယ်တွေ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ drone တပ်ဖွဲ့တွေကတောက်ရောက်တိုက်ခိုက်တဲ့ဒီ drone တွေကိုသူတို့ရဲ့ jamming system တွေက jammer system တွေက GPS အမှားတွေလွှင့်ထုတ်ပြီးတော့ဒီ drone ကိုပဲကျွန်တော်တို့ရှီကတောက်ရောက်တိုက်ခိုက်တဲ့ drone ကိုပဲသူတို့ရှီကိုပဲဆင်းသက်နိုင်အောင်အထိဤပညာနဲ့ခုတ်ဒီနေတစ်ခါရေးဆွဲသွင်းပြီးတော့ဒီ drone ကိုကောင်းကင်က drone ကို တို့ရှိကိုဆင့်သက်အောင်လို့ထိတို့ဟာဒီပညာရဖွံ့ဖြိုးလာခဲ့တာတွေ့ရပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီတွန်လိုင်းနေပယ်မှာပအဝင်တိုက်ခိုက်နေတဲ့တွန်လိုင်းသူရဲကောင်းတွေဟာလည်းပဲဂျမ်စီရီယာလည်းပဲဒီပညာညံ့တဲ့သူတွေမဟုတ်ပါဘူးဒီပညာရဆော့ဖ်ဝဲပိုင်းဆိုင်ရာအရာကုတ်ဒင်းရေးသားမှုဆိုင်ပိုင်းဆိုင်ရာကျွန်တော်တို့ရှိမှာလည်းပဲထူးချွန်ထက်မြက်တဲ့လူတွေအများကြီးရှိပါတယ်ဆိုတော့အခုကျွန်တော်မနေ့ကရောက်ခဲ့တဲ့တိုက်ခိုက်ရေးတပ်တစ်ခုပေါ့ဒါဆိုရင်မြေပြင်မှာအရေးကြီးတဲ့နော် heartland ဖြစ်တဲ့နှလုံးသားနယ်မြေဖြစ်တဲ့နေရာတွေကိုတိုက်ခိုက်နိုင်ဖို့ထိ ်မီတာဒီကီလိုမီတာခုနှစ်ရှစ်လောက်ထိကိုချိကနိုင်ပြီဖြစ်တဲ့ဂျုံတက်ခွက်တစ်ခုရှိကျွန်တော်မနေ့ကရောက်ခဲ့ပါတယ်။ရောက်တော့သူတို့ရှိရအပ resolution ကိုကျွန်တော်ကောင်းကောင်းကြည့်ရှုခဲ့ရပါတယ်သူတို့ဘယ်လောက်ထိဒီ remote control နဲ့ drone ကိုမောင်းနေထိမ့်သိမ့်နဲ့အဆင့်ဟုတ်တော့ remote control မှာတော့ကျွန်တော်ကအသွားစနစ်အပြန်ကိုလှည့်ပြားတဲ့စနစ်တခါအမိန်ပေးပြီးတော့ command နဲ့ပြန်တဲ့စနစ်နဲ့အဲ့ဒီဟာတွေကိုလည်းစစ်ကောင်စီကကောင်းကောင်းကြော်လွားထိန်းချုပ်နိုင်နေပြီဖြစ်တယ် တော့အခုအဲ့လူငယ်တွေကဘလို့တိုက်ခိုက်လာလဲတခါတည်းပဲကွန်ပျူတာခုတ်ကတခါတည်းရေးပြီးတော့ zone ကိုကွန်ပျူတာခုတ်နေတခါတည်းအမိန်ပေးပြီးတော့သူကသွားတယ်စနစ်ဖြစ်ပါတယ်ဆိုတော့ jumper jumper system တွေကိုကျွန်တော်တို့ဘက်ကကြော်လွားနိုင်နိုင်နဲ့အနေထားကိုရောက်နေပါတယ်ဆိုတော့ jumper ဘလောက်ပဲခန်းနာခန်းနာအရေးကြီးတဲ့ တိုက်ခိုက်မှုပုံမှန်ဆိုရင်လေရင်ခွင်းဖြစ်စေအရေးကြီးတဲ့အဆောက်အုံဖြစ်စေဘလောက်ကြီးပဲခုခံဂျမ်ဘာစနစ်နဲ့နောက်ဆုံးသူတို့လှည့်ဖြားတဲ့ GPS အတုပေါ့စောစော GPS signal တွေ signal တွေကို spoof လုပ်တဲ့စနစ်တွေနဲ့ဘလောက်လှည့်ဖြားထားပါစေဒါကိုကြော်လောနိုင်အောင်ခုတ်နဲ့တခါတည်းလုံးဝ signal loss ဖြစ်သွားတယ်ဆိုရင်တော့မှဆက်လက်ထိန်းချုပ်နိုင်အောင်ဒီလူငယ်တွေဘက်ကကြွမ်းကျင်နေတဲ့အနေအထားကိုကျွန်တော်တွေ့ရှိခဲ့ရပါတယ်ဒါပေမဲ့သူတို့ကခက်ခဲရှိနေတာကဒီစနစ်တွေကို moment တတ်ဆင်ပြီးတော့ခုတ်နဲ့တခါတည်းအမိတ်ပေးပြီးတော့ဒီ kamikaze လိုအပ်တဲ့ စကန်လိုအပ်တဲ့တိုက်လျင်ရှိတဲ့နေရာကိုတွားရောက်တိုက်ခတ်နိုင်ဖို့အတွက်သူက drone တွေလိုနေတာတွေ့ရပါတယ်။အဲဆိုတော့သူတို့ရဲ့မြေတားရက်ခံချက်အရကျွန်တော်အဲသူတို့နဲ့လက်တွဲပြီးတော့ဒီ kamikaze drone เนาะကျွန်တော်မှာယူတင်သွင်းဖို့ကျွန်တော်တို့စူးစမ်းခြင်းပါတယ်။အဲ့တော့